ချမ်းမြေအိမ်မက်တွေနဲ့ချက်စီမင်းလာမပြိသက်ကြည့်လို့ရှင်ဆက်စီတင်ရတော့ယခုနေ့ရသည်မှာခြေဆွမ်းမိုင်းနေအရာအပြင်းထန်ရုန်းကန်ခဲ့ရပြီမြေအဆုံးသက်မှာတော့ဖလားလက်မဲ့မဖြစ်ဖို့အခွင့်အရေးတစ်ခုပေါ်လာခဲ့ပြီလို့ဆိုရမှာပါဆက်စီတင်က Conference League Final ကိုတက်လှမ်းသွားခဲ့ပြီဖြစ်ပြီး Spain Club Real Betis တင်းနဲ့ရှင်ပြိုင်ဘိုးလူရတော့မှာပါဒါကဆက်စီတင်အတွက်တော့နောက်ဆုံးမျှော်လင့်ချက်တစ်ခုဖြစ်ပြီးချန်ပီယံအခွင့်အရေးကိုအမိရယူနိုင်ဖို့တော့လက်တကန်းလို့ကိုရောက်ရှိလာပြီဖြစ်ပါတယ် ချန်စီအသင်းရဲ့သမိုင်းမှာကွန်ဖရင့်လီကိုပထမအဆုံးရယူနိုင်မယ့်ပြင်အသင်းရဲ့ဂုံသိခါပိုင်းဆိုင်ရာနဲ့ပရိသတ်တွေအတွက်စိတ်သက်သာရာရရှိမဲ့ချန်ပီယံအိမ်မက်တစ်ခုလို့လည်းဆိုနိုင်ပါတယ်ကျန်စီသင်းကဒီနေ့ရာသီမှာခြေစွမ်းမိုင်းနဲ့ကြာဆင်းခဲ့ပြီးဖီအာရီနဲ့ရှင်ဆိုင်ခဲ့ရပါတယ်။ပရီးမီးယားလိရာသီပြီးဆုံးခံနေချိန်မှာတော့ချန်ပီယံလိဝင်ခွင့်နေရာအတွက်ကိုပါရုံးကန်နေရပြီးအသင်းအတွက်ခက်ခဲတဲ့ခီးတန်းတွေကိုဖျက်ဆီးခဲ့ရပါတယ်။နီးပြအန်ဆိုမာရစ်ကအတွက်လည်းရာသီအပွဲမှာပဲခက်ခဲတဲ့အချိန်ကာလတစ်ခုဖြစ်ခဲ့ပြီးတော့စိန်ခေါ်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ ရာသီအလယ်ဝင်းကျင်လောက်မှာတော့ချက်စီတင်းနေနဲ့ရလကောင်းတွေပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပြီးနောက်ရသည့်အတွက်ချန်ပီယံလိဝင်ခွင့်နေရာအတွက်အလားလာကောင်းခဲ့ပြီဖြစ်တယ်လို့ကွန်ဖရင့်လိကိုလည်းကိုင်းမြောင်းနိုင်တော့မဲ့အခွင့်အရေးတစ်ခုကိုလက်ဝဲပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ချက်စီတင်းနေနဲ့ရာသီပြီးဆုံးခံနေချိန်မှာနိုင်မွဲတွေပြန်သေးဆောင်လာနိုင်ခဲ့ပြီးရလကောင်းတွေကိုရရှိခဲ့ပါတယ်။ရှားဒီမပြီးဆုံးတဲ့အထိဘာမဆိုဖြစ်သွားနိုင်တဲ့ပရီးမီးယားလိမှာချက်စီအသင်းတွေနဲ့အခုလိုမျိုးခြေစွမ်းကောင်းတွေကိုဆက်ထိန်ထိန်ထားနိုင်မှုလိုအပ်ပါတယ်။ချန်ပီယံလိဝင်ခွင့်နေရာအတွက် နယူကာဆယ်အက်စတွန်ဗီလာနဲ့နော်တင်ဟမ်ဖောရက်စ်အသင်းတွေကလည်းချက်စီအသင်းနဲ့မလမကမ်းမှအယက်တီနေတာဖြစ်ပြီးချန်ပီယံလိဝင်ခွင့်နေရာအတွက်ဒုက္ခပေးနိုင်တဲ့အနည်းဆုံးရန်သူတွေဖြစ်ကြပါရယ်ချက်စီသင်းရဲ့ပရီးမီးယားလိလက်ကျန်ပွဲစဉ်တွေမှာလည်းမန်ချက်စတာယူနိုက်တက်နဲ့နော်တင်ဟမ်ဖောရက်စ်အသင်းတွေနဲ့ရှင်ဆိုင်ရအောင်မှာဖြစ်လို့ချက်စီသင်းတွေနဲ့ပေါ်ဆလာလို့များတဲ့အခြေအနေတခုပါ ်ကွန်ဖရင့်လိဖိုင်နယ်ပွဲစဉ်မှာရင်ဆိုင်ရမယ့် Real Madrid တင်ကလည်းယခုရသည်မှာ Spain La Liga မှာအင်အားကြီးအသင်းတစ်သင်းဖြစ်နေပြီးတော့ချန်ပီယံအိမ်မက်တွေကိုစိန်ခေါ်နိုင်စွမ်းရှိတဲ့အသင်းဖြစ်ပါတယ်စီမီဖိုင်နယ်မှာအီတလီစီးရီးအေကလပ်ဖီယိုရင်တီနာအသင်းကိုကြောပြပင်းဖိုင်နယ်ထိတက်လှမ်းလာခဲ့တာဖြစ်ပြီးလာလီဂါမှာလည်းနိုင်ပွဲတွေဆက်နေခဲ့ပါတယ်။ဝိုင်းရင်နီးပြကြီးဖယ်လီဂရီနီရဲ့နီးပြူဟာရီနဲ့တူအကောင်းဆုံးကစားသမားတွေနဲ့လာလီဂါမှာခြေစွမ်းတိုးတက်လာခဲ့တာဖြစ်ပါတယ်။ အထင်ကြီးကစားသမားတွေဖြစ်တဲ့ Isco နဲ့ Man U အသင်းကနေပြောင်းရွှေ့သွားတဲ့ Antonio ကအထက်ကစောင့်ကြည့်ရမယ့်ကစားသမားတွေဖြစ်ပြီး Real Madrid သင်းရဲ့တိုက်စဲမှာအနည်းငယ်ရှိတဲ့ကစားသမားတွေဖြစ်ကြပါတယ်။ Real Madrid သင်းက Real Madrid Atletico အသင်းတို့ကိုအနိုင်ယူပြထားနိုင်ခဲ့တယ်လို့ Chelsea နဲ့ Final ပွဲစဉ်ကလည်းအကျိန်းနယ်ရှိတဲ့ပွဲစဉ်တစ်ခုဖြစ်လာအောင်ပါ။ ဒါကြောင့်မလို့ချက်စီးရုံးနေနဲ့လက်ရှိတိုးတက်လာတဲ့ခြေစွမ်းတွေကိုထိန်းသိမ်းထားပြီးအကောင်းဆုံးပြင်ဆင်ထားဖို့လိုအပ်နေတာဖြစ်တဲ့လို့ကွန်ဖရက်လီဖလားကြီးကိုကိုင်းမြောင်းနိုင်ဖို့လည်းအစွမ်းကုန်ပေးဆက်သွားရမှာဖြစ်ပါတယ်။